အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့စီရီယံစစ်သားဇင်ယောဖြစ်ပါတယ်2025ခုနှစ်အော်တိုဘာလ17ရက်စီရီတရင်ကောင်းတို့သုံးသပ်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်စီရီတရင်ကောင်းတို့သုံးသပ်ချက်တွေဆိုတာတိုက်ပွဲရှိမှကျွန်တော်လည်းသုံးသပ်လို့ရတာဖြစ်ပါတယ်တော်တော်များများတွေမိဘပြည်သူတွေကိုစိတ်ဝင်စားစရာ အားတက်စရာသတင်းတွေကြီးပဲတင်ဆက်နိုင်မှုလဲကျွန်တော်ကြိုးစားနေပါတယ်ကျွန်တော်လည်းခဏခဏတွေ့ရတယ်ဆိုတဲ့တက်မှတ်မိကြတယ်မလားကျင်းမနာမျိုးလည်းအမှတ်85ခြေလင်းတက်ရင်းပေါ့ဗျာပြီးခဲ့တဲ့သခိုင်းငလင်ကနေစတွေ့ကြတယ်ချင်ပါတယ်တက်တီတက်လို့တွေသတင်းတွေပေါက်နေပြီး နေပြည်တော်တိုင်းစစ်ဌာနချုပ်ရဲ့စင်ငါစင်တွေကနေပယ်ဖျက်ခံရမယ်အနေအထားတွေဖြစ်နေပါတယ်။စာကုန်းခြေစားရေးအမှတ်109ခြေလင်တရင်ဟာအမှတ်69ခြေလင်တမဌာနချုပ်လက်အောက်ခံတပ်ဖြစ်ပြီးနိုင်ရီကန်စစ်မျက်နှာမှာအထိနာခဲ့တာဖြစ်ပါတယ်။ဒါကြောင့်အမှတ်109ခြေလင်တရင်နဲ့ကိုကဲမှုချင်းဒေအချင်းခံရမယ်အနေအထားဖြစ်ပါတယ်။ ယခုဒီလည်းလေပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေထဲမှာပဲဒုတိယတိုင်ရင်မှုပူးစည်းတဲ့စစ်ကြောင်းနှစ်ကြောင်းနဲ့လှုပ်ရှားနေရတာဖြစ်ပါတယ်။စစ်မှုကတော့ကလောစစ်ဦးစီးတက္ကသိုလ်အပတ်စဉ်83မှာတက်ရောက်နေရတာဖြစ်တဲ့အတွက်စစ်ကြောင်းတက်ခိတတိုင်ရင်မှုဘုံမှုတင့်ထွန်းနိုင်စစ်တက္ကသိုလ်အပတ်စဉ်49ဦးစီး3ပေါင်း51 54စစ်ကြောင်းတက်ကတော့ဘိုးကြီးဘုံမှုအုတ်ရှိသီးဘုံမှုလို့ခေါ်ကြတဲ့ဘိုးကြီးဘုံမှု ဆိုသူရဆက်တက်ကတူပတ်စဉ်53ဦးစီးနှစ်ပေါင်း38 40ရောက်ဖြစ်ပြီးတော့နောက်တန်းဌာနချုပ်မှာတော့ဗိုလ်မှူးအောင်ဆောင်မင်းဆက်တက်ကတူပတ်စဉ်50တိုင်းအဘိုးကြီးလုပ်တဲ့ဘိုးကြီးဇွဲစီသူဆက်တက်ကတူပတ်စဉ်48နဲ့တနောက်ဘိုးကြီးဦးစီး3ပေါင်း59 60ဆိုပြီးဖြန့်ခွဲလှုပ်ရှားနေတာဖြစ်ပါတယ်အဲ့ဒီလိုပတ်စဉ်လေးတွေနဲ့ကပောက်ကြီးကပောက်ချာဖွဲ့စည်းထားရပြီဆိုကြတဲ့ကတက်တောင်တစ်ခါလဲဖြည့်ပြလိုက်ဖို့ကောင်းပါလား တိုင်းမူကလည်းစစ်တပ်ကတော့ပတ်စဉ်48ကသာဖြစ်နေမယ်ဆိုရင်ဘလို့မှတောင်းစစ်တိုက်လို့ရမှာမဟုတ်တော့ပါဘူးနောက်တစ်ချက်ကအရာစီအင်အားကိုတစ်ချက်ကြည့်မယ်ဆိုရင် စုစုပေါင်းမှ6ရောက်ဆိုတာကတော့တတော်ကြီးကိုနှဲပါနေတာကိုတွေ့ရပါတယ်ကြော်တာကတော့ယခုချိန်ဒီလေအလဲပိုင်းတိုင်းစစ်သားနာချုပ်နေမြေတဲကနေပြန်မထွက်နိုင်သေးတာကြောင့်ကံကောင်းရင်နှထိုးကြီး ကဆိုရင်တပိတ်ချင်းနယ်မြေတွေထိတွားရောက်နိုင်ပြီးရှိနေပါတယ်ဂျမန်လေးမင်းနဲ့မှာတော့နှထိုးကြီးမြို့နယ်တွင်းကိုလေကြောင်းတိုက်ခိုက်မှုအပြင်းထန်ပြုလုပ်သွားတာကိုတွေ့ခဲ့ရပါတယ်မန္တလေးတိုင်းစင်ကုန်းမြို့နယ်ရန်သာသိင်္ဂတရားတဝိုက်မှာမြေပြင်ထိတွေ့မှုပြင်းထန်ခဲ့တာရှိပြီးအကြမ်းဖက်တပ်ကလေကြောင်းပစ်ကူပါဇင်ခဲ့ရပါတယ် မြင်းတော်ဘက်ကကြောင်ရောင်းကနေစစ်ကြောင်းတွေတိုးလာတာဖြစ်ပြီးအထိနာကပြန်လဲဆုတ်ခွာသွားကြရပါဂျမန်နေမရကလည်းစေကူးမြို့တောင်ပိုင်းထုံကြီးဝင်းကျင်တဝိုက်ကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားတာရှိခဲ့ပါတယ်။အဆိုပါနယ်မြေတွင်းကလေကြောင်းပြင်းထန်အမြေပြင်သတင်းတွေကိုအချမ်းဖက်တက်ဟာဘာမှထွေထွေတူတူစုံစမ်းစရာမလိုပဲအလိုလိုရနေတယ်လို့ရှေ့ပိုင်းမှာလည်းကပြောခဲ့ပြီးဖြစ်ပါတယ်။ ။စကိုင်းတိုင်းထဲမှာတော့ဝက်လက်စကိုင်းခရိုင်ကြီးဆက်လမ်းကိုဒေသခံပြည်သူတွေအနေနဲ့အသုံးမပြုကြဘူး။ဒေသခံကာဝယ်ရေးတပ်ဖွဲ့တွေကအသိပေးကြော်ညာလိုက်တာကိုတွေ့ရပါတယ်။ဝက်လက်မျိုးနဲ့ဟာလည်းအကြမ်းဖက်တဲ့အဆေးအုပ်ချုပ်ရေးကျင်းညာတဲ့အထက်မှာမပါခဲ့ပေမဲ့တကယ်တမ်းရွေးကောက်ပွဲမလုပ်နိုင်တဲ့စီးမားတော့အောင့်သက်သက်နဲ့ထဲတွင်းထားရတာဖြစ်ပါတယ်။တကယ်တမ်းအညာမြင်နဲ့ပတ်သက်ပြီးအများအမြင်မရှင်းမရှင်းဖြစ်နေသလားလို့ပါ အညာမှာပူညာပူညာကိစ္စတွေရှိနေပြီမဲ့တကယ်တမ်းမိုးတဲ့ရေတဲ့ရောက်လာတဲ့အခါမှာသခိုင်းဟာမြို့နယ်မြို့နယ်နော်မြို့နယ်ပေါင်း၁၇မြို့နယ်ဗမာဥပါလုံးဝအုပ်ချုပ်လို့မရဘူးဆိုတာပေါ်လွင်နေခဲ့ပြီဖြစ်ပါစစ်တိုက်တယ်ဆိုတော့တိုက်ကြည့်နေလို့ပဲရတာမဟုတ်ပါဘူးအရှုံးများကတော့တွက်ချက်ရသမျှတာဖြစ်ပါတယ်မတိုက်ဘူးလားတိုက်တယ်တိုက်ကားတိုက်မရဘူးလားဆိုတော့မဟုတ်ရတော့ရတယ် ြီးတော့ပြန်ပါသွားတယ်ဒါမျိုးတွေကလည်းချစ်တတ်ပါတယ်သို့တော့ဒီနေရာပဲတိုက်တယ်ပြန်ပါတယ်ပြန်တိုက်တယ်ဆိုတော့လဲတိုက်ပေးနေတာကိုအားပေးရမှာဖြစ်ပါတယ်စကိုင်းကိုကြည့်လိုက်မယ်ဆိုရင်မြို့နယ်တွေကိုတိမ့်ပိုက်တယ်လို့တိတိပပမဆိုနိုင်ပေမဲ့တကယ်တမ်းမဲပြင်းတောင်မလုံနိုင်တော့တာကိုတွေ့ရပါတယ် အညာသူညာသားတွေဟာဘေးမှမရွေပဲမြေကိုကရုတ်လုပ်ပြီးကြံ့ညံ့ခံထားနိုင်တာကိုမြင်ကြရမယ်ထင်ပါတယ်။အားကြောင့်သစ္စာပေါက်တွေရှိနေတဲ့ဆိုတဲ့ဘက်ကိုခဏတာလွတ်ချထားရဖို့အချိန်တန်နေပါပြီ။အဲ့ဒီသစ္စာပေါက်ဆိုတာအခုမှထဖောက်တာမဟုတ်ပါဘူး။ဆက်တရုံမကမတိုင်ခင်ကလေးကဖောက်နေခဲ့တဲ့အကောင်ကြီးဖြစ်ပါတယ်။အခုလဲဖောက်တော့ဖောက်နေပါပြီ။ပြေးရလို့အမောဖောက်တဲ့သဘောရှိပါလိမ့်မယ်။ ော်မပြေးပဲလဲမောရင်မောနေပါလိမ့်မယ်အစဲခံရလို့ပေါ့နော်ဒါကြောင့်အခုလဲအမောတော့ဖောက်နေတော့ပါဆရာမညမြေရေးမျိုးအကြောင်းအရာခြေစားအမှန်961အချိန်မြန်တက်ရင်ကိုလည်းဒေသခံကာဝေးအင်အားစုတွေကလက်လက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်ထားနိုင်ခဲ့ပါတယ်မီတာထောင်ကာဝေးကလည်း60မမဗုဒ္ဓီလေးလုံးနဲ့ပြစ်ခတ်ခဲ့ပြီးနှလုံးပေါက်ကွဲခဲ့တဲ့အတွက်အထူးကရှိနိုင်တယ်လို့ဆိုပါတယ် ဇဂုံမတရားဆိုရင်တော့ဆောက်ဇမမတာဝေခွင်းဘုံသီးကိုရာအတင်းနဲ့အသုံးပြုခဲ့တာကြောင့်ပြောင်း85ဒီဂရီထောင်ပြီးပြစ်ခတ်ခဲ့တာဖြစ်ပါလိမ့်မယ်ဘုံသီးပြန်လာခြင်းဟာ25စက္ကန့်လောက်ရှိပါလိမ့်လေးလုံးတောင်ပြစ်ခတ်ခဲ့တယ်ဆိုတော့ဒေသခံကာဝေးတွေတပ်ဖွဲ့တွေရဲ့အကူပြစ်လက်နက်တွေကိုပြစ်ခတ်တဲ့နေရာမှာကျွမ်းကျင်မှုရှိနေပြီလို့သုံးသပ်ရပါတယ် ပြီးရင်မိသားစုတောင်းဆိုတဲ့အကွာအဝေးဟာချစ်မှမြင်ကွင်းကန့်သတ်ချက်ရှိမနေရင်တော့အကဲကြည့်စရာမလိုပဲဓာတ်ရိုက်ပြစ်ခတ်နိုင်ပြီးတော့ကြည်ကြဖောက်ကွဲမှုကိုလည်းဓာတ်ရိုက်မြင်ရတဲ့အနေအထားရှိပါတယ်။ဆက်ရမယ်ဆိုရင်အဆိုပါတိုင်ရင်ဟာဒေသခံကာကွယ်ရေးတပ်တွေကထိ ंछ ုံနိုင်ခြင်းမရှိခဲ့ပေမဲ့ထိ ंछ ုံထားနိုင်ခြင်းမရှိပေမဲ့ဗောလမြိုင်ကလေစေတုပ်အဖွဲ့မလာရဲဘူးဆိုတဲ့တပ်တွေထဲမှာတစ်ခုအပါဝင်ဖြစ်ပါတယ်။ ဂျမန်နေ့မနေ့မှာတော့အရှိတောင်ပိုင်းလယ်စစ်ဌာနချုပ်တွင်မှာစစ်တိုင်းမှုဦးစီးတဲ့အဖွဲ့နဲ့ DKB တက်မှာမှုစောပါငိ BGF 666 viewer မှုစောဘလူးတို့ခေါင်းချင်းဆိုင်ပြီးအစည်းအဝေးလုပ်နေကြပါတယ်အစည်းအဝေးရဲ့အဓိကပဲ့ကန်ရှင်ကတော့ပြည်သူ့စစ်ဂျီဝမ်ဒုတိယဗိုလ်မှူးကြီးမောင်မောင်လတ်တာဖြစ်ပါတယ်မော်လမြိုင်တန်းထဲကနေစစ်အနံဟာစီအိမ်နုဘက်ကိုထွက်သွားတာရှိပါတယ်ရဝီခွေလဲကိုဥတီတာပဲဖြစ်ပါလိမ့်မယ် စစ်ကားတွေကမြောက်ဝီနယ်ပြည်တွေကိုဥတီနေတယ်လို့ရှေ့ကပြောခဲ့တဲ့ပုဂ္ဂိုလ်များပါဝင်တဲ့အဖွဲ့၃ဖွဲ့ဟာလည်းနေပြည်တော်စစ်ရုံးချုပ်စီတို့ထွက်ခွာသွားပြီလို့သိရှိရပါတယ်။မကွေးတိုင်းဗရန်ဒာရဲ့နိုင်ငံခံစစ်စခန်းကတော့တော်တော်များများရလိုက်ပြီလို့ပြောနေကြပါတယ်။အရခခွေမိုင်းစစ်စစ်နေပြီဆိုတော့စပီကာတီးတန့်ရှိမနေတာကိုလည်းတွေ့ရပါတယ် အဲ့တော့အာရခတတော်ရဲ့ထုတ်ပြန်ကြေညာချက်ကိုပဲစောင့်စားရမှာဖြစ်ပါတယ်စကံကုန်းရဲ့အနေထားအရပူပေါင်းတပ်တွေဟာတိမ့်ပိုက်ရရှိခဲ့ပြီဆိုပါလေဥထားစရာအကြောင်းတော့မရှိဘူးဖြစ်ပါတယ်ဘာလို့လဲဆိုတော့ညောင်ရုပ်ခန်းစစ်စကားနဲ့မနေတဲ့ခန်းစစ်စကားအမျိုးသားဖြစ်နေလို့ပါပဲနောက်ပြီးတော့ဘုံဘူးချုပ်နှစ်ယောက် ကာကွယ်ရေးပစ္စည်းဆက်ယုံကဆက်ယုံမှုဗိုလ်မှူးကြီးတယောက်ရှိနေတာဖြစ်တဲ့အတွက်စခန်းကုန်းကြီးတစ်ခုတိုက်ပွဲပြင်းထန်နေတယ်လက်လွတ်လိုက်ရတယ်ဆိုပါလေနိုင်ပေါင်းများစွာတော့ထိန်ချန်ထားလို့မရဘူးဖြစ်ပါတယ်ဂျမန်လေးကတော့ပြင်းဝစနေအခိတ်ကြီးခေါင်းပေါင်းဆင်းလာပြီဆိုတော့မဆာက905မဆာကမူလာစာခစကုံဟာစာခမူလာဆိုတာတော့စီရစ်နေရာသေးတာဖြစ်ပါတယ်တစ်ဆက်တည်း အမှန်ကိုရကအမြောက်စစ်စီကိုကဲမှုဌာနချုပ်တွင်ကဆေးနာဆက်တစီအားရမန်လေးမိနစ်မှာပြင်းဝဂိတ်မှာရောက်ရှိရန်နာနေခဲ့တာကိုတွေ့ရပါတယ်။အဆိုပါနေကြီးရဲ့ main point ဟာအမှတ်ဆက်လေးကာဝယ်ရေးပစ္စည်းဆက်ယုံဖြစ်ပါတယ်။လောင်းဆက်ယုံကြောင့်တချို့တဝဲနဲ့တတော်များများကို Facebook မှာတော့တင်ပြခဲ့မှုပြီးဖြစ်ပါတယ်။ YouTube မှာလည်းအစောပိုင်းမှာပြောခဲ့ပြီးလို့ထင်ပါတယ်။ဒါပေမဲ့မပြည့်စုံသေးပါဘူး။ အဲဒါပေမဲ့လည်းနားမထောင်ကြရင်ဒီအပိုင်းကိုစကစ်ပေးလိုက်လို့ရပါတယ်။အဆိုပါဆိုင်ရောစစ်အင်ဂျင်နီယာအားရှိ30အခြားသစ္စာမှုစစ်တီ400ကျော်စစ်တီစားကန်ဝန်ထမ်း900ကျော်နဲ့လေပတ်နေတာဖြစ်ပါတယ်။ဒါပေမဲ့ထုတ်လုပ်ရေးလုပ်ငန်းတွေကတော့2022ခုနှစ်နောက်ပိုင်းကစပြီးရပ်တန့်ထားရတာဖြစ်ပါတယ်။ဒါဆိုရင်ထုတ်လုပ်ရေးဘာမှမလုပ်ရတော့ဘူးလားတော့မဟုတ်ပါဘူး။အခြားစက်ရုံတွေရဲ့လိုအပ်တဲ့ ကွန်မွန်နန့်တွေကို semi finish အဖြစ်လောက်ပေးနေရတာပဲဖြစ်ပါတယ်။ Imbro က Sam 16 and the aircraft Mazayan launching ဖြစ်ပါတယ်။ New project က air to air Mazay နဲ့ laser beam guided anti tank Mazay ညာရခဲ့တာဖြစ်ပါတယ်။ Sam 16ကိုတော့ဖန်ဆာထုတ်ကိုပိုင်ထုတ်နှစ်မျိုးပေါင်းပြီးတော့အလက်900ကျော်ထုတ်လုပ်ထားခဲ့ပြီး တကယ်တမ်းကိုပိုင်ဤပညာနဲ့ထုတ်မယ်ဆိုရင်လည်းထုတ်လုံနိုင်နေပြီလို့သိရှိရပါစီမံကိန်းတွေကိုတော့နိုင်ငံရေးအခြေအနေအရပညာရှင်တွေမလာတော့တာမို့အစာဦးတွေဆက်ပစ္စည်းတွေရောက်ရှိဆောက်လုပ်ထားပြီးဖြစ်ပေမဲ့ရပ်ဆိုင်းထားလိုက်ရတာဖြစ်ပါတယ်။နောက်တစ်ခုကအခြေခံကုန်ရဖြစ်တဲ့ propellant founder ထုတ်လုပ်ပေးရတာဖြစ်ပါတယ်။ နိုင်တိုဆဲလင်တို့ထုံနိုင်ဖို့ဒီအားလုံးပြင်ဆင်ပြီးဖြစ်ပေမဲ့မြောက်ကိုရီးယားပညာရှင်တွေရောက်လာခြင်းမရှိတဲ့အတွက်ရပ်ဆိုင်းလိုက်ရခြင်းဖြစ်ပါတယ်။တရုတ်နည်းပညာနဲ့ထုံမယ်ဆိုရင်ရပါပြီမယ်။အစာဦးတွေကအစာအစ်စ်ပြန်လောက်ရမှာဖြစ်တဲ့အတွက်ရပ်ဆိုင်းထားရခြင်းလည်းဖြစ်ပါတယ်။ကာဝေးပစ္စည်းဆက်ယုံနေတိုင်းမှာမြောက်ဆက်ယုံအန်နာဂရောင်းတွေရှိတတ်ကြပြီမယ်။အမတ်ဆက်လေးကာဝေးပစ္စည်းဆက်ယုံမှာတော့တာနယ်ကြီးတစ်ခုရှိနေတာဖြစ်ပါတယ်။ အလျားမီတာတစ်ထောင်အနံမီတာ1900ဝန်းကျင်ကျယ်ဝန်းပြီးဝေပေါင်း3ခုနဲ့အရေးပေါ်ထပ်ပေါက်တစ်ခုရှိပါတယ်။ကာဝေးပစ္စည်းဆက်ယုံတွေမှာအများစုကတရုတ်နဲ့ပတ်သက်တဲ့ဆက်ယုံတွေကလုံခြုံရေးအရန်ကြီးမတင်းကျပ်ပေမဲ့မြောက်ကိုရီးယားနဲ့ဆက်ဆက်တဲ့ဆက်ယုံတွေကတော့လုံခြုံရေးအထူးတင်းကျပ်ပါတယ်။အမတ်ဆက်လေးကာဝေးပစ္စည်းဆက်ယုံကလည်း2009ခုနှစ်ဝန်းကျင်မှာချွေးလာပြီးကြီးခဲ့မှုပါတယ်။ ကမ္ဘာ့ဆက်ယုံတွေကိုတက်ချုပ်တွေလာကြည့်တယ်ဆိုတာရှားပါတယ်ပါဝါပွိုင်နေတဲ့လောက်ပဲလေးလဘတ်မှာကြီးကြတာများပါတယ်ချွေကြီးလာတဲ့အချိန်မှာရရင်စင်ဝင်ရနေအစောပါတာနယ်ကြီးကိုခြေတန်းနဲ့ထောက်ခွာပါတယ်အစောပါတာနယ်ရဲ့အတွင်းမှာဆက်ယုံရဲ့စီမံကိန်းကိုတင်ပြဆွေးနွေးခဲ့တာဖြစ်ပြီးလက်နက်နမူနာတွေကိုပါချင့်ချူတွားခဲ့တာဖြစ်ပါတယ် တာနယ်ကြီးနဲ့အထက်ကဝင်ပေါက်၃ဦးဟာမီတာ600လောက်ကွာဝေးတာဖြစ်ပြီးဝင်ပေါက်တွေရဲ့ရှေ့ဘက်မှာတာမန်ဝက်ရှော့ကြီးတစ်ခုဆောက်လုပ်ထားတာမို့တာမန်အားဖြင့်မမြင်နိုင်ပါဘူးအဆိုပါတာနယ်ကြီးကိုတာဝန်ယူဆောက်လုပ်ခဲ့တာကတော့အမှတ်လေးဆောက်လုပ်ရေးအင်ဂျင်နီယာတက်ရင်နဲ့ AMC ကုမ္ပဏီတို့ပဲဖြစ်ပါတယ် AMC ကုမ္ပဏီကတော့ဆန်ရှင်ထိတာကြောင့်မုံတမမင်းမဆိုပြီးနာမည်ပြောင်းထားပြီဖြစ်ပါတ အဲ့ဒီကာလတော့ငါဆက်ရုံမူဟာဘုံမူကြီးဆွေဝင်းဖြစ်ပြီးဒုတိယဆက်ရုံမူကတော့ရခိုင်မျိုးသားဒုတိယဘုံမူကြီးတန်းထုတ်ဦးဖြစ်ပါတယ်။ကာကွယ်ရေးပစ္စည်းဆက်ရုံတွေမှာဂက်ဆောက်လို့ခေါ်တဲ့အိမ်တော်အကြီးကြီးတွေစောက်လုပ်ထားနေရှိပါတယ်။ဆက်ရုံတိုင်းမှာမရှိပေမဲ့အမှတ်30ကာကွယ်ရေးပစ္စည်းဆက်ရုံနဲ့အမှတ်14ကာကွယ်ရေးပစ္စည်းဆက်ရုံမှာတော့တွေ့ခဲ့ရဦးပါတယ်။အခြားဆက်ရုံတွေမှာလည်းခြိကောင်းရှိနိုင်ပါတယ်။ ဒါကျွန်တော်တွေ့ခဲ့မြင်ခဲ့ရောက်ခဲ့ဘူးတဲ့စိတ်ယုံနေယုံမှာ တွေ့ခဲ့ရတာကိုပြောပြခြင်းဖြစ်ပါတယ်။ကျုံတော့ပြောပြစရာတခုရှိပါတယ်။မြောက်ကိုရီးယားပညာရှင်တွေကလည်းစစ်သားတွေပဲဖြစ်ပါတယ်။ကျွန်တော်လည်းအဲ့ဒီတော့ငယ်သေးတော့ကိုရီးယားဆိုရင်အွန်ဆော့တို့ဂျွန်ဆော့တို့လိုများတာပေါ့နော်။ဘယ်တော့မလဲအာကြီးမားတွေကြီးပဲတွေ့ရပါတယ်။ နိုင်ငံခြားသားပညာရှင်တွေကိုလာရင်တလတခါစက်ဆံရဆက်ယုံမှုတွေဟာဂျင်နာလုတ်ပြရပါအဲ့ဒါလို့ညဆိုရင်မြောက်ကိုရီးယားတွေဂျမားပြည်လာပြီးဒီမိုကရေစီရနိုင်ကြပါပြီဆိုကြမှုပြီးရင်တော့အာဂျီမားတွေကအင်ဂျင်နီယာအရာရှိတွေကိုတကယ်ထောင်တာတွေမျိုးတွေကိုလည်းရှင်းရပါသေးတယ်ဒါပေမဲ့အဲ့ဒီမှာမြောက်ကိုရီးယားတယောက်ထပ်ပြေးဖို့လုပ်ရာကနေအချင်းချင်းစက်ပစ်လိုက်ကြတယ်လို့ယူဆပါတယ် စူဆိုင်လို့ပဲသတင်းထုတ်ပြန်ခဲ့ပါတယ်အခင်းဖြစ်ပြီးအဲ့ဒီပညာရှင်အဖွဲ့မကြာခင်ပြန်သွားပြီးနောက်ပိုင်းမှာတော့အဝင်ထွက်တော်တော်လေးကျဲသွားတာကိုတွေ့ရပါတယ်အဲ့ဒီမှာဘာတခုတွေ့ရလဲဆိုတော့မြောက်ကိုရီးယားစစ်သားတွေဟာအမေရိကန်မုံတီးရေးစိတ်ဓာတ်ပြင်းပြင်းထန်ထန်ရိုက်တွင်းခံထားကြရပါတယ်အတွေ့အကြုံပေါင်းမိနေစလစ်ပါချင်းရဖက်နာတွေမှာအမေရိကန်လမ်းတွေကိုပဲဝစ်ဆင်ကြတာကိုတွေ့ခဲ့ရဦးပါတယ် မြောက်ကိုရီးယားနဲ့နောက်ထပ်ဆက်ဆက်တဲ့စစ်ရုံတစ်ခုကတော့ပေါ့ချေဆိုင်အမှန်24ကာဝယ်ရေးပစ္စည်းစက်ရုံဖြစ်ပြီး၎င်းကတော့လောင်စာခဲအုံပြူတာလက်ပြဒုံးစီထုတ်လုပ်ဖို့ပဲဖြစ်ပါတယ်။ကျွန်တော်မှလာဝက်ကလေးနဲ့ပြန်ပြီးအလွမ်းတင်လာရဲ့တန်တမာရေးကိစ္စတွေပြန်ပြီးလမ်းပွင့်လာတာမို့ဒီစက်ရုံတွေကိုပြန်လဲလဲပတ်စေချင်ပုံရပါ။ကြောင်ရင်တိတ်တိတ်ရတဲ့ကလေးကစားပြီးအမှန်24ကာဝယ်ရေးပစ္စည်းစက်ရုံဟာရဆိုင်လိုက်ရပြီမဲ့ကျွန်တော်ဟာတိတ်ပြီးလက်ခံချင်ပုံမရပါဘူး။ သို့သောယခုခါမှာတော့တကယ်တမ်းမြောက်ကိုရီးယားပညာရှင်တွေလာခဲ့မယ်ဆိုရင်တောင်မှယခုလိုနယ်မြေလုံခြုံရေးအနေထားအရအဆင်ပြေမလားအဲ့ဒီတော်ဝါတွေကသူတို့နိုင်ငံမှာလာဘလို့နေမှမသိတာဒီကိုရောက်လာရင်တော်လိုက်ချင်ရတာနဲ့ငားများချင်ရတာနဲ့စုံနေတာဖြစ်ပါတယ်ထဲ့ပြောလို့မကောင်းတာတွေလည်းအများကြီးရှိပါသေးတယ် ကဲဒီလောက်ဆိုရင်တော့အမတ်စလီကာဝေးပစ္စည်းဆက်ယူနေနိုင်ရီကစခိုင်းရဲ့အရေးပါပုံဆက်ဆက်ပုံကိုသိရှိကြလိမ့်မယ်လို့ယူဆပါနိုင်ငံစကားရဲ့နောက်ဆုံးအခြေအနေကတော့ရာနှုန်းပြည်ဒီပါ Wi-Fi Facebook ခံထားရတယ်ဆိုတာကအနည်းစားဆုံးအခြေအနေမှန်ဖြစ်ပါလိမ့်မယ်။အမစရီကာဝေးပစ္စည်းဆက်ရုံရဲ့နောက်ဖက်လိုင်းကြီးရွာကနေတစင်းဆက်သွယ်မှုပြုလုပ်နိုင်သေးတယ်ဆိုပေမဲ့ဒီကြောင်တို့လမ်းဖောက်လုပ်နိုင်ခြင်းမရှိဘူးဆိုပါလေအုပ်ချုပ်ထောက်ပံ့မှုလှုပ်ဆောင်မှု တဖြည်းဖြည်းခက်ခဲသွားမှာဖြစ်ပါတယ်ဒီလိုသာဆိုပါလေငါပြောဦးသာစားကြပါလိမ့်မယ်ငါပြောဦးစားမှာဆိုလို့နေနေနဲ့ဝယ်ပြီးရိတ်ခါတို့တွေစားပြီးဟိုဘက်တဝက်ဒီဘက်တဝက်ဆောက်ပံ့ရေးလုပ်နေပြီလို့လည်းတွေ့ရပါကျွန်တော်ကတော့ငါပြောဦးဆိုပါလေမုံလားရေထဲမှာပါလာရင်တောင်အခုထိမစားတော့ဘူးဖြစ်ပါတယ် ချိုင်းနေပြပိုင်းမြို့တော်လားရှုံးမှာတော့ကျန်းဖက်တာခံစစ်ကိုအခိုင်အမာပြင်ဆင်နေပြန်ပြီဖြစ်ပါတယ်ပြီးခဲ့တဲ့30 20ကိုဆက်စင်ကာလာတော့ကလည်းဆာလာပီနာအိတ်တွေနဲ့ခံစစ်ဆင်ခဲ့တယ်ဆိုပေမဲ့တိုင်းစစ်တော်နာချုပ်ပတ်ပတ်လည်းမှာမြေမြုံမိုင်းတွေအပြည့်ခင်းထားခဲ့ပြီးမှခွာစစ်ဆင်သွားကြတာဖြစ်ပါတယ်ဘန္နနာနဲ့ဘူအောင်တပ်တွေကိုအကန်ကောင်းသွားစေတာကလက်နက်ချစစ်တုံးပန်းတွေနဲ့ပြန်လည်ရှင်းလင်းနေစဉ်မိုးရွာသမှုပါရှိခဲ့တဲ့အတွက်အထူးကအနေအဆုံးနဲ့ရှင်းလင်းနိုင်ခဲ့ခြင်းဖြစ်ပါတယ် ိန်ဒီရေးကတော့နောက်ဆုံးအခြေအနေကတုံးတက်ရမယ်ဆိုရင်တော့စီအေးနီးနဲ့နှစ်ဖက်တက်တွေထိတ်တိုက်တွေ့မဲ့အနေအထားမရှိသလောက်ပဲလို့ဆိုရပါမယ်ဆိုတော့ကိုယ်ခိုင်ကတမျိုးတမီဖြစ်နေတယ်ဆိုပေမဲ့ကိုကန်တက်တွေရှိနေသေးတော့အကြီးမပေါက်နိုင်တော့ဘူးလို့မှန်းဆပါတယ်စီနီလာရဲ့ထိကျုံနယ်မြေတွေကလည်းလို့ကြံရှမ်းပြည်နယ်မြောက်ပိုင်းတစ်ခုလုံးကတော့တရားမဝင်ရွေးကောက်ပွဲအပြီးလွတ်တော်ထဲမှာလှုပ်ချင်တယ်လို့လှုပ်ကြဖို့များနေပါတယ် ရွှေစိန်ဖရဒီတော်သူကြီးတပွဲဖြစ်လာနိုင်ခြင်းရှိပါတယ်။သို့သောတရားဝင်ရွေးကောက်ပွဲနီးလာလေလေချက်တရုံမလာခြေတုံချတုံဖြစ်လာလေလေလို့သိရပါတယ်။အစတော့ကတော့သူကိုယ်တိုင်လုံးပဲရွေးကောက်ပွဲကိုညာနှုံးပြီးယုံကြည်နေတာပေါ့ဗျာ။လက်ရှိကမှာတော့တောက်တလဲကောင်နေဘာဖြစ်ကြအောင်လိမလဲဆိုပြီး30ရာခိုင်နှုံးလောက်တောင် စိတ်ကုန်နေလောက်ပြီလို့မှန်းဆပါ။ ဘာလို့လဲဆိုတော့နင်တို့ဟာလေကွာဘာမှတောင်းမလုပ်ရသေးဘူးစပြီးမှနေပြီဆိုတော့အာနာကဘယ်သူကဘယ်သူကိုထပ်ပြီးတိတ်စီချင်းပြန်လာလဲဆိုပြီးဖြစ်နေပုံရပါတယ်စေချင်းတွေကိုကြည့်ရမယ်ဆိုရင်တော့မာကခြေစားအမှန်ကျတော့တာပြင်းနေခြင်းအကြောင်းကလေအပတ်စဉ်25ကျောင်းစင်းလူတစ်တွေဟာမိုင်းရှူဘက်ကနေစစ်ရင်တန်း23စီးနဲ့ချမ်းပြည်နယ်တောင်ပိုင်းကိုဝင်ရောက်လာတာကိုတွေ့ရပါတယ် ဂျာဖတ်တရဲ့တပ်မတွေကမှတိန်ဒီခြေဆိုင်တပ်မ16ဟာပြန်လည်ဖွဲ့စည်းထားပြီလို့သိရပေမဲ့ယခုထိလှုံ့ဆော်မှုမတွေ့ရသေးဘူးဖြစ်ပါတယ်။အနောက်မြောက်ပိုင်းတိုင်းစစ်သားနာချုပ်နေမြေအမတ်30တပ်မတော်တိုင်းပြည်လေးကြီးအကြောင်းမှာတော့ချက်ဥကျော်လက်မောင်းစိတ်တွေတွေ့နေရတာဖြစ်တဲ့အတွက်အစီအစဉ်နေတဲ့ဖြစ်ပါတယ်။ဒီလိုဆိုပါလေအကြမ်းဖက်စစ်တပ်ရဲ့တိုက်ခိုက်ရေးတပ်မတွေဟာနယ်မြေအစုံမှာလွတ်ထားရပြီဖြစ်ပါတယ်။ဒါအကုန်မဲလားဆိုရင်အကုန်မဲဖြစ်ပါပြီ။ ဓာတ်ရဲပူလာစရာမရှိတော့ဘူးဖြစ်ပါတယ်ကျွန်တော်တို့လေညီညွတ်နေရင်ခံချက်ညီနေရပြီဖြစ်ပါတယ်ဓာတ်ရဲနည်းနည်းလေးတစ်ချက်ချက်တောင်းပေးထားကြဖို့သာလိုနေပါကြောင်းနှိုးစော်တင်ပြလိုက်ရပါတယ်ခင်ဗျာစလဲဆုံးနောက်ထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်စိုက်ပွဲရှိရင်အောင်ပွဲရှိတယ်